အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယနေ့ဖတ်ပြပေးမှာကတော့ဆရာဦးဖုံးဓာတုရေးသားသောအပျိုကြီးပုံမြင်အတွေ့ရတာပုံမြင်များစာအုပ်ထဲမှတော ပုံမြင်လေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါအောင်ခင်ဗျာတောပုံမြင်တခါတုန်းကပေါ့ဆာဖာရီဆိုတဲ့တောကြီးထဲမှာတရိษံပေါင်းစုံပျော်ရွှင်မြူးထူးစွာနေထိုင်ကြတဲ့ဒါပေမဲ့ အဲ့ဒီတောကြီးထဲမှာရှိတဲ့မြေခွေးတိုက်ကတော့မြေခွေးတို့ရဲ့ထုံးစံအတိုင်းအုပ်စုဖွဲ့ပြီးနေတယ်ခိုးတယ်ဟွက်တယ်သူတို့အုပ်စုကလည်းဒီတောကြီးထဲမှာမနှဲလာဘူးသူတို့ကိုမြင်ရင် တွေ့ရင်ကြံတဲ့တိရစ္ဆာန်အားလုံးကကြောက်ရွံ့နေကြရတယ်သူတို့ကအုပ်စုကောင်းရင်တက်ဖြတ်ဖို့ဝင်မလေးဘူးသူတို့ကြောင့်တည်ဆုံသွားရတဲ့တိရစ္ဆာန်တွေဆိုတာဒီတောကြီးထဲမှာမရေမတွက်နိုင်အောင်ပါပဲသူတို့ကတော့သူတို့ရဲ့အကျင့်ကိုဘယ်တော့မှပြင်မှာမဟုတ်ဘူးနမေကိုကမြေခွေးကို မနက်မိုးလင်းပြီဆိုတာနဲ့ညကခိုးဝှက်ယူလာတဲ့ယမကာတွေကိုတောက်တားငါးတွေနဲ့အမီးလုပ်ပြီးရောက်တဲ့ရရာတွေကိုပြောတတ်ကြတယ်။အဲ့ဒါကိုပဲသူတို့ကတွေးဆုံနဲ့ဆွေးနွေးတယ်လို့နာမည်ပေးကြတဲ့လေ။အခုတလောသူတို့အပြောများနေတဲ့ဇကားကတော့နေမင်းကြီးရဲ့အကြောင်းပဲ။နေမင်းကြီးရဲ့အကြောင်းဆိုတာထက် နေမင်းကြီးရဲ့အတင်းဆိုရင် ပို့ပြီးမှန်ပေလိမ့်မယ်။၎င်းနေမင်းကြီးပါကွာ။ငါတို့တတွေရဲ့အလုပ်ကိုတော်တော်နှောက်ယှက်ပေးတဲ့ကော။ ။ तू ဒီလောကတွေကိုရောက်လာပြီဆိုတာနဲ့အားလုံးက노ထကုန်ကြတော့တယ်။တက်ကြွကုန်ကြတော့တယ်။ယူထူးပျော်ပါးကုန်ကြတော့တယ်။တကယ်တော့နေမင်းကြီးဟာသူတို့ပူလောင်ခြင်းတွေပေးပြီးနှိပ်စက်နေတယ်ဆိုတာသူတို့မသိကြလို့ပါ။မဟုတ်ဘူးလားမြေခွေးမင်းရဲ့။မှန်ပါမြေခွေးမင်းရဲ့။နေမင်းဆိုတဲ့အကောင်ကြီးကအဖော်လည်းမရှိဘူးတကောင်နဲ့။ဟောမနက်မနက်ဆိုရင် तू ကရောက်လာပြီ။တော်တော်တက်တီကြောင်တဲ့ကောင်အရှိဘက်ကတောင်တန်းကြီးတွေကြားထဲမှာမဝင်မရဲလေးမေးတင်ပြီးတော့ထွက်ထွက်လာတတ်တယ်။အဲ့ဒါဘာလဲသိလား ကျောက်တို့လို့တို့မြချောင်းချောင်းမီကြည်နေတာဗျမှန်လိုက်လေမြေခွေးမင်းရဲ့တော်တော်နေထိုင်မတတ်တဲ့နေမင်းကျောက်တို့တွေတညာလုံးခိုးချင်ရခိုးဟွက်ချင်ရဟိုကလှုပ်ချင်ရတွေလှုပ်ခွင့်ရခဲ့ကြတယ်ဟောသူလဲရောက်လာတော့ကျောက်တို့ခိုးချင်တယ်လို့ခိုးလို့မရတော့ဘူးဟွက်ချင်တယ်လို့ဟွက်လို့မရတော့ဘူးလှုပ်ချင်တယ်လို့လည်းလှုပ်လို့မရတော့ဘူးဗျဘာပဲဖြစ်ဖြစ်ဗျကျုပ်မင်းညာတက်ပြီးဆွဲယူလာခဲ့တဲ့ကြက်တကောင်ကဲဇမကလည်းမြီးကြက်တွေစုပြီးအိတ်တန်းတက်တဲ့နေရာတခုကျုပ်တွေ့ထားတယ်ဟဲ့ဟဲ့ ။အော်ဒါကြောင့်မြေခွေးမင်းကလှပဝါဖြိုးနေတာကိုဘိုက်ကြီးကလည်းပူလို့ပါလားမြေခွေးမင်းဝင်ကောင်းကောင်းတွေ့ထားပြီနဲ့တူတယ်။မှန်ပါဗျာမှန်ပါမှန်ပါမြေခွေးမင်းတွေ့ထားတဲ့ဂွေရှိရင်လည်းရှုံမထားနိုင်ဘူးအားလုံးဝင်းမြစားကြတာပေါ့တသက်လုံးအတူတူခိုးဝက်ပြီးကြီးဝါလာကြတဲ့လူအချင်းချင်းညှို့ညွတ်မှာပေါ့ဗျမညှို့ညွတ်ရင်ကျုပ်တို့လိုထားသမျှတွေကပေါ်ကုန်မှာနော်ဒီမဲ့မြေခွေးမင်းရဲ့ ညီညွတ်ချင်းအမျိုးမျိုးမှာအယက်သမားတွေရဲ့ညီညွတ်မှုခင်ဗျားကြားဘူးပါတယ်ဒီလိုပဲဖဲသမားတွေရဲ့စီးလုံးမှုခင်ဗျားတွေ့ဘူးပါတယ်မဟုတ်တာလှူထားတဲ့သူအချင်းချင်းဆိုတာတိတ်ပြီးတစ္ဆာကြီးကြတာအပူပါနဲ့ကျုပ်တို့ဘတော်မှမပြိုကွဲဘူးဘာကြောင့်လဲဆိုတော့အပြစ်တွေအမှားတွေကိုနှစ်ရှည်လာများအတူတူပျော်ပျော်ပါပါလှုပ်ဆောင်ခဲ့ကြပြီပဲစိုးရိမ်မနေစမ်းပါနဲ့မြေခွေးမင်းရဲ့ဟာဟာဟာကဲပြောရအောင်မယ် ကျုပ်ကဒီ safari တောကြီးရဲ့အရှိဘက်ကတောဝက်ဖြူဖြူကြီးတွေနဲ့ခင်မင်တဲ့ဗျသူတို့ကလည်းနေမင်းကြီးကိုကြည့်မရဘူးတဲ့အဲ့ဒီအကောင်ကြီးရောက်လာရင်သူတို့လည်းအနေမချောင်အစားမချောင်တော့ဘူးလို့ပြောပြောနေကြတယ်ဒါဆိုရင်ကောင်းတာဗောမြေခွေးမင်းရဲ့သူတို့နဲ့ကျုပ်တို့နဲ့ပူးပေါင်းလိုက်ရင်ဒီ safari တောကြီးထဲမှာကျုပ်တို့အင်အားအကြီးဆုံးဗောဗျာဟာပဲဖြစ်ဖြစ်မြေခွေးမင်းရဲ့အဲ့ဒီနေမင်းဆိုတဲ့အကောင်ကြီးကတော်တော်စီယုံရေးကောင်းမွန်ရတယ်သူ့ကိုမြင်လိုက်တာနဲ့တော်တော်လုံးကပျော်ရွှင်သွားကြတယ် လက်ခုပ်လက်ဝါး TV ဂျိုသူကဂျိုတချို့များဆိုရင်နေမင်းယူတော့ကိုးဝယ်နေတယ်လို့ပြောနေတဲ့အကျုပ်ကြားခဲ့ရတယ်။ short တော့လည်းမဖြစ်ဘူးနော်။တနည်းနည်းနဲ့သူ့ကိုအပုတ်ချဖို့တော့လိုတဲ့ဗျာ။ဟုတ်တယ်ဟုတ်တယ်။သူ့ကိုချစ်သူခင်သူတွေကလည်းအများသာ။ထောက်ခံသူတွေကလည်းတပုံကြီး။ဒီတိုင်းလွတ်ထားရင်တော့ကျုပ်တို့မလွယ်ဘူးနဲ့တူတယ်။ဒီတော့ဘယ်လိုလုပ်ကြရင်ကောင်းမလဲ။အကွက်ဆင်ကြရအောင်။ဒီမနက်ဒီအကြောင်းလေးကိုပြန့်အောင်ဆွေးနွေးကြရင်ကောင်းမယ်ထင်ပါရဲ့မြေခွေးမင်းရဲ့။ဒါများလွယ်လွယ်လေးပါ။ဘာခက်တာမှလို့ ။တနေ့တော့တောမီတွေလောင်းနေလေ။အဲ့ဒါသူ့ကြောင့်လို့ဆိုပြီးတော့အတန်လွှတ်လိုက်ရုံပဲပေါ့။သူရှိလို့ဒီတောမီတွေလောင်းနေတာ။သူမရှိရင်ဒီတောမီဘတော်မှမလောင်တော့ဘူး။မဟုတ်ဘူးလားမြေခွေးမင်းရဲ့။ဟုတ်တယ်ဟုတ်တယ်။ရေတွေခန်းချောက်ကုန်ရတာလေသူ့ကြောင့်။မိုးတွေခေါင်နေရတာလေသူ့ကြောင့်။ပူလောင်ခြင်းတွေအိုက်ဆက်ခြင်းတွေဖန်နီးနေတဲ့အကောင်ကြီးလို့ဒီ safari တော်ကြီးတော်လုံးသိအောင်ကျုပ်တို့ကောလာဟာလာလွှင့်လိုက်အောင်ပဲ။ ထိုတို့နနက်အာယုံတက်ချိန်မှာမြေခွေးတစ်တိုက်ပြောနေကြတဲ့ဇကားတွေကိုတစ်ကိုင်းပေါ်မှာလာပြီးနားနေတဲ့လဒါတစ်တိုက်ကကြားသွားလေတော့တဲ့လဒါနဲ့မြေခွေးဆိုတာလေပလင်းတူဘူးဆိုလေမြေခွေးစားပြီးသားအပုပ်ဆက်တွေကိုလဒါတွေကဆက်ပြီးစားကြရသလိုလဒါစားပြီးသားအကျွင်းကြံတွေကိုလည်းမြေခွေးတွေကထပ်ပြီးစားကြတာဆိုတော့သူတို့တွေဟာဒီလောကကြီးထဲမှာအတွေ့အကြုံအမြင်တူတွေလေမြေခွေးတွေရဲ့ဇကားကိုလဒါတွေကထောက်ခံပြီးပြောဆိုနေကြပြန်တဲ့ ဒီမဲ့လရမင်းရဲ့ခမကြားဘူးတယ်မဟုတ်လားတုံးမီလောင်နေရတာနေမင်းဆိုတဲ့အကောင်ကြောင်ဗျကျုပ်ထင်တော့ထင်တာဒီကောင်ကြီးရောက်လာတာ ਨੇ ပူတူတူအိုက်တက်တိုက်ဖြစ်လာတော့တာပဲဒီနေမင်းဆိုတဲ့အကောင်ကအတောင်မပါပဲကောင်းကင်ကိုပြန်ပြန်တက်နေရတာကျုပ်ကသိကြည့်လို့ရတာမဟုတ်မှန်တယ်ဗျဒီကောင်ကြီးရောက်လာတာ ਨੇ ကျုပ်တို့စားရမယ်အစားအစာတွေ၆တွေ့ကုန်တော့တာပဲဒီကောင်ကြီးမရှိဖို့လိုတယ်ဗျဟောကြည့်ကြည့်ပြောရင်းဆိုရင်ねအဲ့ဒီနေမင်းဆိုတဲ့အကောင်ကြီးကအပေါ်မြင့်တက်လာပြီ အမလေးပူလိုက်တာပူမှာဗောလရမင်းရဲ့ကျုပ်တို့ကအမွှေးမင်နေနဲ့နေနေဒီကောင်ရဲ့ပူလောင်မှုကြောင့်ကျုပ်တို့တွေမျိုးပြုတ်သွားနိုင်တယ်နော်ဒီကောင်ကြီးမရှိတဲ့ညအချိန်ဆိုလေလေးရတဖြူဖြူနဲ့အေးရလဲအေးဟောဒီကောင်ကြီးလည်းရောက်လာအောင် လေဘူးတွေတိုက်တော့တာပဲဗျို့ကဲဒီတော့လရမင်းရဲ့ဒီနေမင်းကြီးကြောင့်ကျုပ်တို့ safari တော်ကြီးတခုလုံးဒုက္ခရောက်နေကြရတယ်ဒုက္ခရောက်သွားနိုင်တယ်ဆိုတဲ့အကြောင်းတော့တော်တော်သိအောင် လိုက်ပြီးပြောကြရအောင် တရတ်တိုက်ကတိတ်ကိုင်းကြောက်ပေါ်မှာနားခိုနေရင်နေမင်းကြီးကိုမကြည်နဲ့တဲ့အကြောင်းပြောဆိုဆွေးနွေးနေတဲ့အတန်အားကြီးမဲတကောင်ကကြားသွားပြီး သူတို့ရဲ့ကြီးအုပ်ကြီးထံအပြေးလွှားတွားရောက်တဲ့ပြီးတော့ပြောကြလီတော့တဲ့ဟဲ့ကြီးကားပေါင်းတို့မင်းတို့မတည်သေးဘူးနဲ့တူတယ်ငါတို့ safari တော်ကြီးထဲမှာရေတွေခမ်းချောက်ကုန်ရတာဘသူကြောင့်လဲသိလားမင်းတို့ငါတို့ရဲ့ခေါင်းပေါ်ကနေမင်းကြီးကြောင့်ကွာ ပြီးတော့တောင်းမီးတွေလောင်ပြီးငါတို့ရဲ့နေစရာတွေပျက်စီးသွားရတာလေအဲ့ဒီနေမင်းကြီးကြောင်းကွာဒီနေမင်းကြီးမရှိဘူးလို့တယ်ဟုတ်တယ်ဖြစ်နိုင်တယ်ဟေးငါတို့ရဲ့ကြီးကန်းမွှေးတောင်တွေမဲနဲ့ကုန်ရတာနေမင်းကြီးကြောင်းဖြစ်မယ်သူ့ကြောင့်ငါတို့အားလုံးပူလောင်တယ်กินထားလို့ခံစားရတယ်กินမတော့မဲတော့မယ်ဗောမဟုတ်ဘူးလားဒီတော့ဒီနေမင်းကြီးဒီလောကထဲမှာမရှိဘူးငါတို့ဘာလုပ်ကြရင်ကောင်းမလဲကျုပ်စဉ်းစားမိပြီဗျို့ဘာများလဲဗျကျုပ်တို့ကြီးကန်းတွေအားလုံးလဒါရီနဲ့ပူကောင်းမယ် ဒီ safari တောကြီးထဲမှာလဒါနဲ့ជីကန်ပေါင်းပြီးအင်အားတော်တော်တောင့်သွားမယ်ဗျဟုတ်တယ်ဟေးဟုတ်တယ်လဒါဆိုတာလဲကျုပ်တို့ရဲ့မိษွေကောင်းပဲဗျလဒါတွေကသူတို့စားတဲ့အစားအစာတွေကိုကျုပ်တို့အတွက်အမြဲခြံထားတတ်တယ်ကျေးဇူးရှိတယ်သူတို့ခြံထားလို့ကျုပ်တို့စားကောင်းတော်ကောင်းတွေစားနေရတာလေဒီတော့လဒါတွေနဲ့ပူးပေါင်းကြမယ်နေမင်းကြီးကိုတိုက်ခိုက်ကြမယ်ဘလို့တိုက်ခိုက်မှာလဲဗျလွယ်လွယ်လေးပါကွာနေမင်းကြီးစီကိုရောက်သွားပြီးနှုတ်သီးနဲ့ထိုးစိတ်ကြမှာပေါ့ဟုတ်တယ်ဟေးဟုတ်တယ် မှန်တယ်ဟေးမှန်တယ်မှန်တယ်ထို့သောပြောဆိုနေတဲ့များကိုမြေခွေးတစ်တိုက်ကကြားပြီးဝမ်းသာသွားကြတယ်ဒီဆာဗာရီတော်ကြီးထဲမှာနေမင်းကြီးကိုမနှက်တတ်တဲ့သူတွေတော်တော်များနေပြီဆိုတဲ့အတွေးနဲ့မြေခွေးတွေဟာယမကာတွေကိုမော့မော်ပြီးတောက်ကြစားကြပျော်ရွှင်ကြကုန်တယ်မြေခွေးမင်းခမကြားတယ်မဟုတ်လားဒီဆာဗာရီတော်ကြီးထဲမှာကျုပ်တို့ရဲ့အကျွမ်းကြံတွေကိုစားပြီးကျုပ်တို့ကို ထောက်ခံနှက်တတ်နေတဲ့လရတွေရတဲ့ဒဘုံကြီးကြီးကန်းတွေရတဲ့တိုက်ကြီး အားမငယ်စမ်းပါနဲ့ဗျာပူစရာမရှိပါဘူးဒီနေမင်းကြီးအတွက်ဒီဆာဖာရီတိုးကြီးထဲမှာဘတော်မှနေရာမရှိစေရဘူးမှတ်ထားမြေခွေးရဲ့လက်ဓာရဲ့ကြီးကန်းရဲ့ပြောဆိုနေတဲ့အတန်တွေကိုခြုံအကွယ်မှနေပြီးနားထောင်နေတဲ့ဒေါင်းငငယ်လေးတကောင်ရှိတဲ့သူတို့ပြောဆိုတဲ့အတန်တွေကြောင့်ကောင်းကင်ကနေမင်းကြီးကိုမော့ကြည့်လိုက်မြေခွေးတစ်တိုက်ကိုချောင်းကြည့်လိုက်လက်ဓာနဲ့ကြီးကန်းတစ်တိုက်ကိုလည်းအာယုံဆိုင်လိုက်နေသူ့စိတ်ထဲမှာဇဝေဇဝါအတွေးတွေဝင်လာတော့တယ် ဒီလိုနဲ့သူနေတဲ့နေရာကိုပြန်အရောက်သူ့ခံစားချက်တွေကိုဒေါင်းဖေဖေဒေါင်းမေမေဒေါင်းဖူဖူဒေါင်းဖွားဖွားတို့အားပြောပြတဲ့ဒေါင်းဖူဖူကြီးကဒေါင်းမီးကလေးကိုဒီလိုပြန်ပြီးရှင်းပြရှာတယ်။ဒီမဲ့ငါမီးတကယ်တော့နေမင်းကြီးကသူ့အလုပ်ကိုသူလုပ်နေတာဘသူ့ကိုမှနှောက်ယှက်နေတာမဟုတ်ဘူး။နေထွက်လာပြီဆိုတာနဲ့အလင်းရောင်တွေရလာတယ်။အဲ့ဒီအလင်းရောင်ရောက်စာဖာရီတော်ကြီးတစ်ခုလုံးရှင်လန်းတက်ကြွစွာနိုးထလာကြတယ်။ လင်းရောင်အောက်မှာအလင်းကိုနှစ်သက်သူတွေကပျော်ရွှင်ကြတာပေါ့ကွယ်အမောင်ကိုအားပြုပြီးအမောင်ရှိမှဘဝရှိခွင့်ရတဲ့အကောင်တွေကတော့နေမင်းကြီးကိုဘယ်နှစ်သက်မလဲအမျိုးမျိုးအပုတ်ချကြမယ်အမျိုးမျိုးဝေဖန်ကြမယ်အမျိုးမျိုးတိုက်ခိုက်ကြမယ်ဟုတ်တယ်ငါသားလဒါတို့ကြီးကန်းတို့ဆိုတာအချောင်သမားတွေကွယ်သူများစားကျွင်းစားကြံတွေကိုအမိပြုပြီးအသက်ရှင်နေရတယ်သူဒီတော့မြေခွေးတွေကိုသဘောကြမှာပေါ့ငါသားပဲစဉ်းစားကြည့် နေမင်းကြီးမရှိရင်အလင်းရောင်မရှိနိုင်တော့ဘူးအလင်းရောင်ရှိမှဒီတော်ကြီးကအသက်ဝင်လာတာလေဒီတော်ကြီးမှောင်မဲနေတော့ကငါတို့ဘလောက်ကြောက်ရွံ့ခဲ့ရလဲဟောအလင်းရောင်လည်းထွက်လာရောငါတို့အားလုံးအကြောက်တရားကလွမြောက်စားပြူတော့တယ်ငါတို့ချင်းကြောက်ချင်းတဲ့တော်ဝါတွေကတော့အမောင်ကိုတန်းတာမှာပေါ့အလင်းကိုကဲ့ရဲ့မှာပေါ့ဒီမဲ့ငါသားဒီမြေခွေးစုပ်တွေလရအစုပ်တွေကြီးကန်းအစုပ်ပလုတ်တွေကြိုက်တဲ့လောက်ဝေပန်ကြကဲ့ရဲ့ကြရှုပ်ချကြပါလိမ့်စေ နေမင်းကြီးကဘသူ့ကိုမှဂီဥဆိုင်မှာမဟုတ်ဘူးဒါငါတို့အတွက်အလင်းပေးခြင်းဆိုတဲ့တာဝန်ကိုဆက်ပြီးထမ်းဆောင်နေမှာဒီဆာဖာရီတောကြီးထဲမှာနေမင်းကြီးကိုချစ်တဲ့သူတွေတပုံကြီးပါကွာဖေဖေတို့ဒေါင်းတွေကနေမင်းကြီးရဲ့အလင်းရောင်အောင်မှာကားတင်ကားကြမယ်ခွတ်တင်ခွတ်ကြမယ်အရှိတ်မှာနေမင်းကြီးထွက်ပေါ်လာကြည်ပြီလရာနှင့်ကြီးကန်းအပေါင်းတို့ကနေမင်းကြီးကို ထိုးစိတ်ရန်ပြန်တန်းနေကြလေရဲ့ ထို့အတူမြေခွေးတစ်တိုက်ကလည်းနေမင်းကြီးကိုဟောင်နေကြလေ၏နေမင်းကြီးကတော့အပြုံးမပြတ်သူခကြီးကိုသူဆက်နားစင်ခံစားပေးကြပါတော့အရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ